ဗင်နီဇွဲလားနိုင်ငံမှာပါရမကီစစ်တပ်စခန်းကိုတနင်္ဂနွေနေ့မနက်ကဝင်ရောက်တိုက်ခိုက်ခံရပါတယ်။ဒီတိုက်ခိုက်မှုဟာတနင်္ဂနွေနေ့ဒီသဆန်တော်ချိန်မနက်၄နာရီမထိုးခင်ဖြစ်ပွားခဲ့ပြီးတိုက်ခိုက်သူတွေကိုအာဏာပိုင်တွေကဖမ်းဆီးဖို့လိုက်ရှာနေတယ်လို့လည်းဆိုပါတယ်။လူရောက်၂၀ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမအောင်မြင်တဲ့နောက်ဆယ်ယောက်ထပ်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဗင်နီဇွဲလားသမ္မတမာရူဒိုကပြောပါတယ်။ Se dirigieron directamente a los parques de armas ဒီတနင်္လာနေ့ကကျွန်တော်ရဲ့သူရဲကောင်းမဟာနိုင်ငံတော်ကြီးရဲ့တမဟာ42ရဲ့ပါရမကေးခံတပ်မှလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။မနက်စောပိုင်းမှာကျေးစားစစ်သားအယောက်20လောက်ကခံတပ်ကိုဝင်တိုက်ခဲ့ကြတယ်။သူတို့ကအဆောင်တွေကိုအငိုက်ဖမ်းပြီးလက်နက်တိုက်ထဲဝင်ဖို့ကြိုးစားခဲ့တာ။ဒါပေမဲ့ဒတိပိစနစ်ကအတန်ထွက်လာပြီးတဲ့နောက်တပ်ထဲမှာရှိတဲ့စစ်သားနဲ့အရာရှိတွေကချက်ချင်းစုလို့တုံ့ပြန်ခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်ကျေးစားတချို့ထွက်ပြေးလွတ်မြောက်သွားကြတယ်။မော်ရိုဒိုကဝင်ရောက်လာသူတွေဟာအဆောင်တွေအလစ်မှာ လက်နက်သုံးလောင်းစကန်ကိုဝင်ရောက်ဖို့ကြိုးစားခဲ့ကြတယ်လို့ပြောပါတယ်။ El fuego leal a la patria. Uno está herido de estos días atacantes. ဆယောက်ထွက်ပြေးလို့မြောက်သွားပြီးနှစ်ယောက်ကတော့စစ်တပ်ဘက်ကပြစ်လို့တေးပါတယ်။တယောက်ဒဏ်ရာရပါတယ်။ဒီစကန်နဲ့ဝင်ရောက်လာသူတွေထဲမှာကိုယောက်ကအရက်သားတွေဖြစ်ပြီးတော့နောက်တယောက်ကတော့တပြေးရာရှိတယောက်ပါ။စစ်တပ်နဲ့တိုက်ပွဲမနေ့7နာရီအထိဖြစ်ခဲ့ပြီးဝင်ရောက်လာသူတွေဘက်က နှစ်ယောက်သေးတစ်ယောက်ဒဏ်ရာရခုနှစ်ယောက်အရှင်ဖမ်းမိပြီး၁၀ယောက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါရယ်